တချို့ခန်းနေဆိုလို့ရှင်မလို့လိုက်ပဲနဲ့ပေးပေးရှိနေရဗျာ။ဗာထွန်းတော့ဖျားတက်တော့စက္ကန့်20လောက်ကျွန်တော်တို့ထိုင်ကြည့်နေရတာမျိုးတို့ဗာတို့အဲ့လိုမျိုးကြီးတော့နည်းနည်းစားရပေါ့လေ။ဘောသာတက်တည့်ရကြာလမပါရဲအတွက်ကျွန်တော်အနေနဲ့သဘောကျရဲဆိုပေမဲ့လည်းဒီစကားပြောခန်းနေအတွက်ဇကားကြီးကနည်းနည်းဤတို့တော့ဖြစ်နေရပေါ့လေမြန်မာလူနာလူလားမြန်မာမြန်မာမြန်မာစကားမြန်မာ တော့ညီမညီမကားကြီးတွေမှာတာမန်ထက်မတူပဲ क्वे ပြရတယ်ကျိုးသားအထုံးငွေရှိရအတွက်ကျွန်တော်ဒီကားကိုအသိမပြုချင်တဲ့ဇလန်ကျော်ရိုးကိုလည်းကျွန်တော်ကြိုက်တယ်အမ်မလိုလားပဲရှေ့ွားတာတခုကလွင်းပေါ့လေအားလုံးပဲမင်္ဂလာပါဒါမစ္စတာအာလူးစီစီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရောက်နေတာကဒါရှေ့တောင်ရုံပေါ့လေဒီရုံမှာဒီရှေ့တောင်ရုံမှာတော့ကျွန်တော်လာကြည့်မဲ့ကားကတော့3မြစ်ပေါ့ဒီကားကတော့ထွန်းထွန်းရဲ့ supplement ရဲ့ကြော်စီရဟဲ့ review ရဲ့ပါရပါလေ။အဲ့တော့ဒီကားကြောင့်တော့ဘာသိမသိဘူး။ဒါပေမဲ့လက်လော့ social media တွေပေါ်မှာတော့တော်တော်လေးကိုလူတွေပြောနေရင်းနေကြတာကိုတွေ့ရတယ်ပေါ့လေ။ကျွန်တော် trailer ကြည့်ပြီးသလောက်ဇလန်းချင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Mary မျိုးနဲ့ထွန်းထွန်းနဲ့ကဤသားရဲ့ဖြစ်ဖြစ်မဖြစ် Mary မျိုးကထွန်းထွန်းကြိုက်နေအမျိုးသမီးတယောက်ဖြစ်လိမ့်မယ်။ Mary မျိုးကပတ်စံမှတ်တယ်။ပတ်စံမှတ်တယ်ထွန်းထွန်းကိုပတ်ဆံရအောင်လို့ဒါကြော်စီရပေါ့လေ။ဂန်းစားကြီးကိုကတ်ခိုင်းတယ်။အဲ့မှာဂန်းစားကြီးကလည်းပြောမယ်သူကသူကဂန်းစားတာဖြစ်တာဗျာ။ နည်းနည်းတော့သိရမလားဒီယောက်ျားချင်းကြိုက်တဲ့အပိုင်းတွေပါကောင်းပါလိမ့်မယ်ပေါ့လေအဲ့တော့လည်းဘာဖြစ်လဲဆိုတော့ယောက်ျားချင်းဂျင်းရတယ်ပတ်စံတွေရတယ်ပတ်စံရတဲ့အချိန်မှာတွန်းတွန်းကအကြောင်းကိစ္စတစ်ခုကျော်ကျုံးမော်ရောက်သွားတယ်အဲ့လိုမျိုးဇလန်မျိုးဖြစ်လိမ့်မယ်ဗျာကျွန်တော်ပြောတာဟုတ်မဟုတ်ကတော့ရုပ်ရှင်ကြည့်ပြီးတော့မှကျွန်တော်လည်းသိရမှာပေါ့လေအဲတေးကြတစ်ခုကတော့ဒီ trailer ကြည့်ရတဲ့အချိန်မှာရင်ပဲဒီရုပ်ရှင်ကဒီပုံမှန်မြန်မာဇကားရည်နဲ့ကွဲထွက်တာကိုတော့တွေ့ရတယ်ဗျာဘယ်တော့ထိကွဲထွက်မလဲဘယ်တော့ထိကောင်းမလဲဆိုတော့ကျွန်တော်ကြည့်ပြီးပြန်ပြောပါမယ်ဗျာကဲလိုက်ခဲ့ကြဟာ 没有我们吃五遍啊，没两千遍了啊，没吃两千我们。都怕不三里行的。 ကဲသွေးမြေရုပ်ရှင်ကတော့ကျွန်တော်ကြည့်ပြီးသားပြီကျွန်တော်ဒီရုပ်ရှင်ကမစခင်မှာရုံနေဝင်မှာကျွန်တော်ပြောခဲ့သလိုပဲဇလန်းကိုကျွန်တော်ပြောခဲ့သလိုပဲပေါ့လေထရေလာရဲ့မှာဇလန်းအကုန်ပါသလိုဖြစ်နေပြီဇလန်းကျိုးကြီးကပေါ်နေရဲ့ပေါ့လေအဲ့ဒါကတော့နည်းနည်းတော့စားရဲ့ပေါ့လေနောက်ခါကျတော့လို့ရှင်ထရေလာကြီးပိုင်းမှာဒီလိုဇလန်းကျိုးကြီးမပေါ်အောင်ဆိုလို့ရှင်တော့ပူကောင်းတာပေါ့ကျွန်တော် spoiler တော့မဟုတ်ပါဘူးဒါပေမဲ့ထရေလာမှာဇလန်းကျိုးကြီးဘလောက်ပဲပေါ်နေပေါ်နေဇသိန်းကိုတော့ကျွန်တော်ခံမှန်းလို့မရဘူးဗျကျွန်တော်ကိုယ်ရင်တော့ကြည်နေနေဇသိန်းကိုအရင်သိချင်လာရဲ့ပေါ့လေအဲ့ဒါကတော့ဒီကားရဲ့ထူးခြားချက်ပဲမလို့ရောမလဲထွန်းထွန်းလွတ်သွားမလားဒီကျောမှာပဲတောင်းတင်နေမလားသူပါဆက်ဖြစ်မလဲဆိုပြီးတော့နောက်တစ်ခုက ီကားရဲ့ထူးခြားချက်တစ်ခုကတော့ဒီတေးဥဆောင်၄ယောက်ထဲနဲ့ဇကားတစ်ခုလုံးဖန်ပြီးရတာပဲအဲ့ဒီအတွက်လည်းဒါ driver အောင်ချမ်းလူကိုချီးကျူးကြံပါတယ်သူဇန်ညွန်းလေးလည်းတော်တော်လေးကောင်းတယ်ဗောလေဒါပေမဲ့တစ်ခုပြဿနာရှိတာကတော့ဒီကားက ဒီရုပ်ရှင်ရုံတင်ကားကြီးဆိုတာတက်စားလို့ရှင် short film အနေနဲ့ဆိုလို့ရှင်ပို့ပြီးကောင်းနိုင်မှာဗျ။တချို့ခန်းနေဆိုလို့ရှင်မလိုလားပဲနဲ့ပေးပေးရှိနေရဗျာ။ဘာထွန်းတော့ဖျားတက်တော့စက္ကန့်20လောက်ကျွန်တော်တို့ထိုင်ကြည့်နေရတာမျိုးတို့ဘာလို့အဲ့လိုမျိုးကြီးတော့နည်းနည်းစားရပေါ့လေ။အဲ့ဒါကြီးတော့ကျွန်တော်သိသဘောမကျဘူးပေါ့လေ။အဲ့မဲ့ဒီကားကြီးပေးတဲ့ပေးချင်တဲ့ message ကတော့ကောင်းပါရဲ့။ပတ်စံဆိုတာလူတွေကိုပြောင်းလဲသွားသေးတယ်။လူတွေရဲ့မကောင်းတဲ့စိတ်ကိုပေါ်လွင်လာသေးရဲ့ဆိုတော့ဒီကားကပြသွားချင်တာပေါ့လေ။တော့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ရိုက်ချက်တွေပေါ့။ရိုက်ချက်တွေကတော်တော်လေးကောင်းတယ်ဗျာ။ပြောမယ်ဆိုမြန်မာမဆန်ဘူး။ဘူဆန်တဲ့ဇလန်တစ်ခုလို့တော့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့လေ။ dialogue များများဆဆားနဲ့ရေးလာလာကြည့်ရင်လည်းပြိဿတ်တွေကတော့ဒီကောက်ကိုကြိုက်မှာမဟုတ်ဘူးဗျာမြန်မာကားတွေကိုကျွန်တော်များကြိုက်တဲ့အချက်တော်တော်များများအချက်တစ်ခုကတော့ဗာလဲဆိုစကားရမ်းများလုံးလို့လိုလာတဲ့နေရာမှာလည်းစကားရည်အရင်ပြောရဗျာဒီကားကျတော့ dialogue အရန်နေလုံးနဲ့ dialogue အရန်နေပြီးတော့သူကဒီဘယ်လိုပြောမလဲအပြောထားတာလို့ရှင်အပြနေပဲပြသွားတာများတယ်ဗောလေဒါပေမဲ့တစ်ခုရှိတာကျတော့တမဲရမဆိုအလွန်ကျွန်းအလွန်ကျွန်းဖြစ်ရင်မကောင်းဘူးဗောလေဒီကားကျတော့လည်း dialogue မပါတဲ့အတွက်ကျွန်တော်အနေနဲ့သဘောကျရဲဆိုပေမဲ့လည်းဒီစကားပြောခန်းနေတဲ့အတွက်စကားကြီးကနည်းနည်းအီးတယ်လို့တော့ဖြစ်နေတယ်ဗောလေကျွန်တော်ခုနပြောခဲ့သလိုပဲဗျ shuffling နဲ့ဆိုလို့ရှင်တော့ပို့ပြီးတင်တော်မယ်ဗောလေဒီ ကားရဲ့ဇလန်းကပြသချင်ရတနိုင်းနဲ့မိနစ်40လောက်ရှိမှထင်တယ်ဒါပေမဲ့အဲ့နောက်ထိဆွဲဆန်စရာမလိုဘူးဗျတကယ်ပြီးအောင်ရိုက်မယ်ဆိုလို့ရှင်တော့မိနစ်40-50ဝင်းကျင်လောက်မှနေမပြီးမဲ့ဇလန်းမျိုးလေဇလန်းခလေလောက်မှတော့ဇလန်းတော်တော်လေးအိုင်ပြီးတော့ဤွားတာတော့တွေ့ရတယ်ပေါ့ဇလန်းကြောက်ရွံ့လို့တော့ကျွန်တော်သဘောကျတယ်ဇညွန်းလည်းကောင်းတယ်ဇသိန်းကိုလည်းကျွန်တော်တကယ်သဘောကျတယ်သူပေးခြင်းနဲ့ message ဆိုလည်းသဘောကျတယ်ဒါပေမဲ့မလိုလားပဲရှေ့နေအောင်တော့ကျွန်တော်လုံးဝသဘောမကျဘူးခုနကကျွန်တော်ပြောခဲ့သလိုပဲဒီကား shop လင်းနဲ့သူပို့လိုက်မယ်ဇသိန်းကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပေမဲ့လည်းဗျာ ဒါခီးတစ်ခုရှိရပေါ့လေအဲခီးတစ်ခုကားနဲ့ဝူးဆိုမောင်းဝိုင်းရောက်နေပြီအဲ့တော့ပေးရှည်ပြီးတော့ ipad 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 နဲ့သွားနေသလိုမျိုးတော့ဖြစ်သွားရပေါ့လေဒါမဲ့လည်းဘယ်လိုပဲပြောပြောဗျာကျွန်တော်နောက်ထပ်ချီးကျူးကျင်လာလဲထွန်းထွန်းဘာလို့ထွန်းထွန်းကိုချီးကျူးကျင်လဲဆိုတော့ဒီကားကကျွန်တော်ခုနပြောသူအပြောနေပြီးတော့အပြနေပဲပါရဲ့သေုပ်ဆောင်လည်းနေရဖြစ်တဲ့တော့သူ့ဆက်ပဲသူကဒီကားတစ်ခုလုံးသဲသွားတာသူ့ id နေနဲ့ဒီကားကိုပရိတ်တော်ပရိသတ်တွေကိုဆက်ပြီးကြည့်ကြအောင်ဆွဲခေါ်သွားတာအဲ့တော့သူအကောင်းဆုံးလုံးပြနိုင်ခဲ့ပေါ့လေအဲ့ဒီတက်ကတော့သူသေုပ်ဆောင်လည်းဒီကားမှာတော်တော်လေးကောင်းတော့တွေ့တွေ့ရတယ်ဗျာတေချာကတော့ဒီကားကကျွန်တော်တို့ကြည့်နေကြတမယိုးကြောက်ကြီးနဲ့ကွဲထွက်တယ်ဆိုတော့လုံးဝအသိ းမှပြူတယ်ဒီသွေးမြေရုပ်ရှင်ကားအတွက်ကိုအပင်မဖန်ရိုက်ခဲ့ rider အောင်ချမ်းလူရောပါဒီသရုပ်ဆောင်ထွန်းထွန်းရောချီးကျူးကျင်လိုက်ပြသူတို့တော်တော်လေးဒုက္ခခံပြီးရောရိုက်ခဲ့အဲ့ဒါယူတဲ့သူတို့ရဲ့ကြိုးစားအထောက်မှုရောကျွန်တော်အသိမှတ်ပြပါမယ်အဲ့ပြီးတော့ဒီကိစ္စမှာကျွန်တော်အရန်ကြိုက်တဲ့ဇာဝင်ခံတစ်ခါတော့ရှိရယ်ကျွန်တော်ဒီနောက်ပိုင်းမစ္စတာလူ review ပြောတဲ့အချိန်မှာကျွန်တော်ကြိုက်တဲ့ဇာဝင်ခံတွေအကြောင်းမပြောတာကြာပါပြီအဲ့ဒီဇာဝင်ခံကတော့ဒါထွန်းထွန်းရဲ့ Mary Mew ရဲ့နှစ်ယောက်စကားပြောရဲ့အခန်းပေါ့လိုက်မှာ Mary Mew ကပြောရယ်ဗျာငါ့ဘဝမှာဆင်းရဲခဲ့ပြီးပေါ့လေ ထပ်ပြီးမစင်းရဲကျွန်တော်ဆိုပြောရဲချင်မှာမေရီမျိုးနောက်ကဓာတ်ပုံပေါ့ဒါကျော်စရာရဲ့ကျော်စရာရဲ့ဓာတ်ပုံပေါ့အဲ့ဓာတ်ပုံလေးကိုဝါတော့ဝါရတယ်ဒါအဲ့ဓာတ်ပုံကြီးကပြရေးလဲစားရဲကျွန်တော်ဆိုယုံထဲမှာကြည့်နေတာဟာဆိုကြည့်ပြီးသားရှိနေတာဗျာတကယ်လို့မစ္စတာကျွန်တော်ရဲ့မစ္စတာလူပရိုဂရမ်ကိုကြည့်ပြီးတော့သွေးမြေရုပ်ရှင်စကားကိုလာကြည့်ရလူရှိလို့ရှိရင်လည်းကျွန်တော်ပြောရဲဇဝင်ကနောက်ကဓာတ်ပုံကဘာဖြစ်မလဲဆိုတော့ကြည့်ကြည့်ပေါ့လေကျွန်တော်လို့ feel မျိုးရပါမယ်လို့ယူဆပါတယ် spider တော့မဟုတ်ပေါ့လေပြောပြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ်ပါဒါမြမကားကြီးတွေမှာတာဝန်ထက်မတူပဲ क्वे ပြရတယ်ကြိုးစားအထောက်အမွေရှိတဲ့အတွက်ကြောင့်ဒီကားကိုအတိမပြုတ်ကျင်တယ်ဇလန်ကျော်ရိုးကိုလည်းကျွန်တော်ကြိုက်တယ်အမ်မလိုလားပဲရှေ့ွားတာတစ်ခုကလွင်းပေါ့လေအဲ့တော့ကျွန်တော်က rating နဲ့ပေးမယ်ဆိုလို့ရှိရင်တော့10မှာ6လောက်တော့ပေးချင်ပါတယ်။ဘယ်လိုလူမျိုးတွေဒီကောက်ကိုကြိုက်မလဲဆိုလို့ရှိရင်တော့ Andy Flynn တွေကိုသဘောကျတဲ့လူတွေနောက်ပြီးတော့ရိုက်ချက်လတ်လတ်လေးကိုအရသာခံပြီးအချိန်ပေးပြီးဇိမ်ခံပြီးကြည့်ချင်တဲ့လူတွေတော့ဒီကောက်ကွက်တီပဲ။ဒါပေမဲ့တမန်မြန်မာကားတွေလိုမျိုး တည်မလားအားရေးလေးအားလေးနဲ့ဂျီဟိုဘယ်လိုရောမလဲလောက်လောက်ခက်ခက်ဟာမျိုးတွေကြိုက်တဲ့လူတွေကဒီကောက်ကိုကြိုက်မှာမဟုတ်ပျော်နေတဲ့အချိန်မျိုးလာကြည့်ဖို့အကြံပေးခြင်းပါဘာလို့ဆိုတော့ကျွန်တော်ကစကားအစားနေအဆုံးအထိထွန်းထွန်းဒုက္ခတွေခံပြီးတော့သူဒုက္ခရောက်နေတာစိတ်ညစ်နေတာတောကရရောက်နေတော့အစအဆုံးကိုထိုင်ပြီးတော့ကျွန်တော်တို့ကကြည့်ရတာဆိုတော့စိတ်ညစ်နေတဲ့အချိန်မှာလာကြည့်ရင်တော့ကြည့်လို့ခေါင်းမမဟုတ်ဘူးတင်တယ်ဗျဒါတော့ကျွန်တော်တယောက်တည်းတော့တင်ပြစာချက်ကိုပြောတာပါဘယ်လိုပဲဖြစ်ပါခုကတော့ကျွန်တော်သွေးမြေကောက်ကိုကြည့်ပြီးတော့သွေးမြေရုပ်ရှင်ကားရဲ့ review ကိုကျွန်တော်ပြောခဲ့ပြီးတာပါအဲနောက်ပတ်ဒီမှာတော့ဘာကယုံတင်ဦးလဲမသိဘူးဗောလေဘယ်လိုကားပဲယုံတင်နေကျွန်တော်ကတော့လာရိုက်ပြီးတော့ကျွန်တော်တင်ပြစာချက်ကျွန်တော် review တွေကိုပြောပြောအောင် ဖြစ်ပါတယ်အဲ့ဒီအတွက်လည်းမစ္စတာလူးစီစဉ်ကိုအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါသလိုဆူတောင်းရင်းနဲ့ဒီစီစဉ်ကိုဒီမှာပဲအဆုံးသက်ချင်ပါတယ်ဗျာအားလုံးတက်တာ